အပြည့်ထပ်ပြောလိုက်အောင်မှာ2008အခြေခံဥပဒေစစ်တပ်ကကင်ထားတယ်2008အခြေခံဥပဒေနော်အဲ့ဒီ NUGC ကပြည့်မှာ2008အခြေခံဥပဒေမရှိဘူးသူတို့အဖွဲ့မှာအခြေခံဥပဒေတီးဆောင်စီးဆောက်ထားတာမရှိဘူးအဲ့ကြောင့်မလို့ဘသူ့ကိုတော်လန်နေကြလဲဘာအတွက်တော်လန်နေကြလဲအဲ့ဒါကြောင့်မလို့မေးရတော့မယ်ဟုတ်တယ်နော်ကျွန်မပြောနေတာဘသူ့အတွက်တော်လန်တာလဲဘာအတွက်တော်လန်နေကြလဲအစိုးရကဒါပြည်သူလူထုကို စီလမ်းကြောင်းကိုပြီးသွားဖို့ပြည်သူတွေမဲပေးဖို့ဒါလူပညာရှင်တွေကလည်းရှိုက်ကွေးပေါ့နော်ကန္နာနဲ့ဝိုင်းဝန်းကူညီကြတယ်ဒါအမှန်တရားပဲလေအရှိတရားပဲအမုန်းတရားနဲ့ခီးဆက်လို့မရဘူးဟုတ်လားပါတီနိုင်ငံရေးပါတီအားလုံးကိုရွေးကောက်ပွဲပြန်လုပ်ပေးမယ်ကျန်ပြန်ဝင်ပြန်ရပါဒီလိုစုဘူးရပ်ဖတ်မှုတွေမလောက်ကြပါနဲ့ဆိုတာအစိုးရအချိန်မုံများစွာနောက်ထုတ်ပြန်ထားပြီးသားပြောလဲပြောခဲ့ပြီးသားဒါဟိုလက်မခံမဲနဲ့လက်နက်ကင်ပြီးတော့တောကူ ဝင်သွားကြတယ်ပေါ့နော်တော့ခုသဘုံထားတယ်ပေါ့နော် NLD ပါတီကအဲတော့ခုသဘုံထားတဲ့အချိန်ကျတော့သူကကိုကလက်လက်ကင်လမ်းစဉ်ကိုရွေးသွားပြီလေဘာဖြစ်လို့ဒီရွေးကောက်ပွဲနိုင်ငံရေးရရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေဟိုသွားပြီးဗလိမ့်နေတာလေကျွန်တော်ပြောတာကိုကလက်လက်ကင်ထားပြီဆိုရင်ဟုတ်နော်နိုင်ငံကြီးနဲ့ဝေးသွားပြီအဲ့ဒါနိုင်ငံကြီးတင်းချိုင်းကိုတွားတာဖြစ်တယ်အချိန်မောင်းများတော့ကျွန်တော်ပြောခဲ့ဘူးလေနော်နိုင်ငံကြီးတင်းချိုင်းကိုကနိုင်ငံကြီးတင်းချိုင်းရောက်နေပြီလေအခြားနည်းမရှိဘူးနိုင်အောင်တိုက်ဒါပဲရှိတယ်မနိုင်ရင် တဘွားလုံးဒီလူပဲတိုးချုံအောင်ကြမှာနေရမယ်ပြည်ရပြည်ပြေးပေါ်မှာနေရမယ်သားသမီးတွေဆိုရင်နိုင်ငံမဲ့နဲ့မှတ်ပုံနေတော့မရတဲ့အခြေအနေမျိုးဒီဖြစ်သွားမှာပေါ့နော်ဒါကအရှိတရားဒါတွေကမဖြစ်ခင်တည်းကကျွန်တော်တို့ကကြိုတင်ပြောခဲ့တယ်ဒီပြည်ပလူခံစားတဲ့ကောင်းနေ lobby တွေလှုပ်ရှားတဲ့လူတွေအဒီကောင်းတွေကလူခံစားဖို့ပြီးရင်ဒီကောင်းတွေကိုယ်တိုင်ဘာမှမလုပ်ဘူးပြည်တွင်းမှာရှိတဲ့နော်အိုးနိုင်ငံကောင်းဆောင်မရှိတဲ့သူတွေကိုခိုင်းစားမယ်ခိုင်းပြီးတော့ဒီကောင်တွေကပြစ်မှုပြစ်ဒဏ်တွေကျူးကျူးလွန်ရင်ပြစ်မှုတွေကျူးလွန်ရင်ထောင်ထဲရောက်မယ်မိသားစုတွေဘဝပြတ်မယ် ဒါနိုင်ငံရေးဝတ်တဲ့သဘောတရားပဲနော်နိုင်ငံရေးဝန်ဆောင်ရှိဖို့လိုတယ်နော်ကျွန်တော်မြန်မာလူငယ်ပြည်သူတွေကနိုင်ငံဝန်ဆောင်ရှိဖို့လိုတယ်လိုင်းပေါ်မှာပြောနေတဲ့ကောင်အမှန်တရားမဟုတ်ဘူးနော်လိုင်းပေါ်မှာလူလေး50ယောက်ဟို1000 2000လောက်ဟိုကြည့်ပြီးတော့ဟိုပြောနေတာဟိုအလောက်ကပြည်သူလူထောက်ခံတယ်သွားလုပ်လို့မရဘူးမြေပြင်ကိုဆင်းကြည့်လိုက်ပါကိုယ်ဆင်းကြည့်လိုက်မြေပြင်ကိုကိုယ်ဆင်းကြည့်လိုက်ပြည်သူလူထုရဲ့အစစ်မှန်သဘောထားကိုသိရပါလိမ့်မယ်ပြည်သူလူကငြိမ်းချမ်းစွာနေခြင်းနဲ့ဒီမိုကရေစီစနစ်ကိုငြိမ်းချမ်းတဲ့အနည်းနဲ့ပေါ်ဆောင်ခြင်းနဲ့ဝေကောက်ဘွဲကိုပြည်သူတရားလုံးပေါင်းဝင်မှာ စင်နွဲကြမှာဖြစ်တယ်။ညီပေးအုပ်စုဒီအစုံရောက်တယောက်တစ်ဖွဲ့တည်းပဲကြံကြံခဲ့မှာပေါ့နော်။ဒါလက်ရှိအနေထားအမှန်ပဲ။အဲ့တော့ဟိုသတိထားမှာသူတို့ဒီပြည်ပမှာနေတယ်လိုင်းပေါ်နေအလူခံပဲအလူခံစားမယ်ပြီးရင်အောက်မှာရှိတဲ့ပြည်တွင်းမှာရှိတဲ့လူတွေကရာဇဝမှုတွေကျူးလွန်အောင်မြှောက်ပေးမယ်။နောက်ပြီးရင်သူတို့ကတော့ဆက်ဒီတိုင်းဆက်ရက်ဒီမယ်ကြံတဲ့ကောင်ထောင်ကြဘဝပြက်တချို့အစုံရောက်သွားရင်တော်တဲ့ရောက်တဲ့ကောင်ဘာညာဆိုရင်အဲ တပုတ်ဟာတေသွားမှာပေါ့နော်နောက်ဆိုဖြည်းဖြည်းချင်းနဲ့ပဲလမ်းကျူလမ်းကြမှာတေသွားတယ်ဘဝမျိုးဟိုရောက်အဒါတွေကဟိုဖြည်းဖြည်းဖြစ်စင်နေပါအဲ့တော့ဟိုပြောလို့လားဒီကောင်းလေးကတော့ဟောင်းနေပါပဲအစိုးကဘာလို့လို့ဘာလို့လို့ကောင်းတိုင်းမီကောင်းမှုအတွက်ဘလို့ဟာတွေလို့လို့သူတို့ကဟောင်းနေပါပဲပြောနေပါပဲအဲ့ဆိုသူတို့ပြည်ပေါ်မှာသူတို့တော့ကသူတို့ဘဝရက်တည်ဖို့သူတို့ပတ်ဆံရဖို့ပဲကြည့်တော့နော်ဒါတွေသတိထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်လာပြီးပြောတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါတယ်ဒီလူတွေပြည်သူမြင်တာပါသူလည်းပြောကြလို့လူပညာတော်မှအခြေကျဘဝပြေပါနေပေါ်ပြန်တော့အာ မလူစီအောင်ပြည်သူမျက်နှာမှာမထောက်ဆိုအဲ့ဒီနေရာမှာပြောကျင်တာပြည်သူမျက်နှာမှာမထောက်ဆိုတော့သူတို့ကိုပြည်သူလူထုကမြင်မြတ်တို့အစိုးရပြောတဲ့အကယ်ဒမီတို့ပြည်သူလူထုကမကြိုက်လို့လားမထောက်ခံလို့လားဟုတ်ပြီပြည်သူလူထုခင်ဗျအခုပြောနေတဲ့ခွက်ခွက်ပြေးပြေးဝေယမ်းပြေးဒီကိုပြောကျင်တာကမင်းတို့ကိုရောပြည်သူလူထုကရင်လိုပဲထောက်ခံနေတယ်မင်းတို့ကထင်နေတယ်လားထင်နေတယ်လားအဲ့ဒါမင်းတို့အနေနဲ့တော့ပြောပါလေအခုလိုမြေကောက်ပွဲကြီးအောင်မြင်လို့ရမင်းတို့အနေနဲ့ဘုံပြောက်မယ်ခွက်ပြောက်မယ် ပေါ်ပြောက်မယ်ခွက်ပြောက်မယ်။အဲ့ဒါမင်းတို့ကတော့ဘာပြောပြောခွက်ပြောက်လဲအစင်ပြေးသွားပါပြီ။နော်ပို့ပြီးမှမင်းတို့တွေကလောဘတွေတက်နေလို့တာပါနော်ခွက်ခေါက်လဲမင်းတို့တွေကပြေပမှအစင်ပြေးသွားပြီ။အိမ်နေဝယ်တဲ့ဒါကြမ်းရှိချင်တာပေါ့။အုံနောက်တိညာမရှိတဲ့လူတွေရဲ့အုံနောက်တွေချီအုံနောက်တွေနဲ့စကားအတွေးခေါ်နေနော်။သူတို့ရဲ့လူသက်တိုင်းသူတို့ဓမြတိုင်းသူတို့ရဲ့ဗရင်တိုင်း နော်ကျွန်မအဲ့လိုပဲမြင်တော့တယ်ဒါပေမဲ့ကောင်းတဲ့ PDF တွေလည်းရှိတယ်ကောင်းတဲ့အဆင့်ရှိတဲ့ PDF တွေရှိတယ်ဒါပေမဲ့တို့ကမရောတော့တာဘူးနော်တကက်တော်လိုင်းကတော့ဆက်စစ်တွေလည်းရှိတယ်အဲ့အဲ့ဒီဓမြတိုင်းတခိုးတိုင်းဒီမရင်းတိုင်းနေရာလေးတို့နဲ့ဘက်မတူတော့ဘူးဆိုနည်းနည်းလေးယွင်းသွားတာနဲ့တို့တွေကအလားအမှန်မမြင်နိုင်တော့ဘူးအဲ့ဒီလူကစကားစားဘောမအားဘာစစ်ခွေးဘောမအဲ့လာကွာတို့လမ်းကြောင်းမားနေရအဲ့လာကွာတို့လမ်းကြောင်းမားနေရနော် ျွန်တော်ပြောပြမယ်နိုင်ငံရဲ့ရေချိန်မှန်တဲ့သူနဲ့ဒေါ်လာရင်းမှာဖြူစင်တဲ့သူဆိုတာအဲ့ဒီကီရင်းထဲမှာပဲရှိတယ် miss to me face to face သွားနိုင်တဲ့လူတွေရှိတယ်အဲ့ထဲမှာထောင်ထဲမှာရှိမယ်နိုင်ငံရေးသမားအစ်စ်တွေတော့မှဝင်လိုက်လာဖမ်းလိုက်ဝင်ဝါလိုက်ပြန်ထွက်လိုက်အမှကိုမြားကြီးတို့ဘယ်အောင်ထွက်ပြေးသလိုလဲဥပဒေကြီးတို့ဘယ်အောင်ထွက်ပြေးသလဲအရှိတရှိမျိုးဆက်တွေကြက်ကြံကြံနေတယ်အန်အန်ဒီရရှိသေးတယ်အဲ့ထဲမှာဘယ်အောင်မှထွက်မပြေးဘူးပြည်ရင်းသမားပဲသူတို့ရင်ဆိုင်နေတယ် အလှကိုကျမနိုင်ငံရေးရေချိန်မှန်တယ်လို့ပြောတာအလှဆက်ကဆဘုံမားနေတာမဟုတ်ဘူးကျမချင်းလာဖိုင်ကြက်ထွေးငါကလေးလိုပဲပါသွားတာမထောင်ထဲမှာနော်ပြန်လွတ်လာပြန်ထွက်ပြန်လုတ်တယ်အလှကိုကျမနိုင်ငံရေးရေချိန်မှန်တယ်လို့ပြောနေတာနော်အဲ့တခိုးတွေအဲ့တခိုးတွေဓမြတွေအဲ့ဒီမရင်းကောင်တွေလေး ုံးတော့ကစားမှမရှိဘူးတိတာသူတို့နဲ့မတူသူတို့ဘက်ကိုလည်းမကိုးခွဲရတာသူတို့လိုက်ပြီးလိုက်ပြီးမမပေးတာနဲ့သူတို့မထောက်ခံတာလားအဲ့ဒီကစကားစဘောမစစ်ခွေးဘောမအဲ့လိုမျိုးပြောတာအေးငါကဒီနေရာနဲ့ပြောလိုက်မယ်နင်တို့တော်လိုင်းရဘယ်လောက်ဖြူစင်လဲနင်တို့နိုင်ငံရေးလောက်တာဘယ်လောက်ဖြူစင်မှုရှိလဲနော်မှတ်ချက်တင်ခံလိုက်မှတ်ချက်တင်ခံလိုက်ငါ့ကိုလာပြောငါတို့မိသားစုတွေမှတ်ချက်တင်ခံနိုင်လာပြောနော်စားတော့ပြည်သူရဲ့ချွေးနှဲစားနော်ကျင့်တော့ပြည်သူရဲ့ခလေးတွေမရင်းကျင့်နဲ့ နော်အနိုင်ကျင့်တော့ပြည်သူကိုစက်ကြီးကောက်ပြီးအနိုင်ကျင့်တယ်အကုန်လုံးသိတယ်မသိကြအောင်ဆောင်နေတာနော်ဘယ်သူကနိုင်ငံရေးသမားအစ်စ်လဲဘယ်သူကတော်လှန်ရေးသမားအစ်စ်လဲဘယ်သူကညီညာလဲဘယ်သူကမညီညာလဲဆိုတော့ငါရွေးချယ်လို့ငါတခိုးနေတယ်ငါကြောက်ဘူးဝေးရငါရှောင်လိုက်တာပဲရှိတယ်နော်ငါဝေးရရှောင်လိုက်တာပဲရှိတယ်တို့တို့ချက်ဖို့ကောင်းလဲတခိုးအတိုင်းဝိုင်းဓမြအတိုင်းဝိုင်းဗရိုင်းအတိုင်းဝိုင်းအဲ့လိုပဲသတ်မှတ်တော့ညီတို့တွေကအတခုထပ်ပြောမယ်နောက်တခုနောက်တခုထပ်ပြောမယ်နောက်တခုထပ်ပြောမယ်အခုဒီ၅နှစ်အတွင်းမှာ ထိုင်းနိုင်ငံမှာနေနေတဲ့ပြည်သူအဲ့ NUG အစိုးရကာကွယ်မှုပေးလားအခုထောက်ဖို့လုပ်နေတဲ့အော်နေတဲ့လူတွေကာကွယ်မှုအပြည်သူအပြည့်အဝပေးနိုင်လားပတ်စပို့ဗီဇာမှအစအလုပ်ကံရမှအစကာကွယ်မှုပေးနိုင်လားမလေးရှားနိုင်ငံမှာနေတဲ့ပြည်သူရောကာကွယ်မှုပေးနိုင်လားဟိုကိုရီးယားမှာဆိုတဲ့အလူကန်ဌာနရှိတယ်ကိုရီးယားမှာရောတပြည်သူကာကွယ်မှုအပြည့်ပေးနိုင်သလားဩစတြေးလျဩစတြေးလျမှာရှိတဲ့ပြည်သူရောကာကွယ်မှုအပြည့်အပြည့်ပေးနိုင်လား တည်စွေလုံနေတဲ့ passport နဲ့ visa ကိုအဲ့ညို့တော်လိုက်ရေးအစိုးရဘာလေးလုတ်ပေးနိုင်တယ်လဲဟမ်ဘာလေးလုတ်ပေးနိုင်တယ်လဲအဲ့ခုပဲငါမေးလိုက်ပြီ the place ကြီးညမအသက်40ကျော်နေပြီဒီဝါလဲတန်နေနော်ဒါဖြစ်လို့လဲဆိုတော့နော်ငိမ့်ချင်ရေးလုပ်ငန်းစီကိုပဲကျမကတော့သဘောကျတယ်နော်ကျမပြောတာမှန်လားမှားလားလာဆဲချင်တဲ့ဆဲလို့ရတယ် နော်ဟုတ်ကျမရဲ့တပ်ပုံကြီးထောင်ကြီးဆဲနေလဲရတယ်ကျမကိုကဲ့ရင်နေလဲရတယ်စကနာထိုးနေလဲရတယ်ကျမဘာမှပြန်ပြောမှာမဟုတ်ဘူးနော်ဒါကြိုတင်ပြီးကျမပြောထားတာနော်ဘာဖြစ်လို့လဲဆိုတော့ပြည်တွင်းထဲမှာနေတဲ့ပြည်သူအတွက်ပို့ပြီးတော့အရေးကြီးတယ်နော်ပြည်ပမှာနေတဲ့လူကထမင်းဝရတယ်ပြည်ပမှာနေတဲ့လူကလောက်ခလာစာရှိတယ်ထမင်းပုံကစားနေရတယ် ပြည်ပြင်းထဲမှာပြေးလိုက်လွှားလိုက်နဲ့ထွက်ပြေးနေရပြီထမင်းပုံမှန်မစားရဘူးအိတ်ကောင်းချင်းပဲအိတ်ရဘူးအဲ့အတွက်ကိုကျမတို့ကပြည်သူရဲ့မျက်နှာကိုကြည့်ရမယ်လို့ပြောနေတာနော်ပြည်သူရဲ့မျက်နှာကိုကြည့်ရမယ်လို့ပြောနေတာဘသူ့ဘက်မှာလည်းဗတ်ပြောင်းလို့ပြောနေတာလည်းမဟုတ်ဘူးအပြည့်ရလို့ရှိရင်အဲ့အပေါ်မှာတက်ပြီးတော့အလူခံအော်ဟစ်တောင်းချန်ဆဲဆိုအဲ့ဟိုပြပထွက်ပြေးအဲ့လူတွေပဲအရင်ဆုံးအဲ့ပြွင့်တဲ့ကိုအရင်ဆုံးဝင်သွားမှာနင်ကဘယ်လိုသိရလဲဆိုမေးရှင်ပလန်မှာနော် ပြန်လှန်ထုတ်မှာတော့อืมအဲ့ဒီလူတွေပဲဝင်သွားမှာအရင်ဆုံးပြည်တွင်းထဲကိုအရင်ဆုံးငင်းငယ်စကားပွဲဝိုင်းပွဲကိုသူတို့ပဲအရင်ဆုံးသွားမှာသူတို့တွေကိုပြန်ခေါ်ပြီးသူတို့ကအရင်သွားမှာဒီမှာတော်လန်နေတော်လန်နေဆိုတော့អော်နေရဲ့လူတွေကဒုက္ခရောက်ပြီးကြံနေကြမှာဒီနိုင်ငံတွေမှာဒီပြည်ပနိုင်ငံတွေမှာဒုက္ခရောက်ပြီးကြံနေကြမှာဟုတ်ဆိုကဘာကြီးကကျမတို့နိုင်ငံကိုကဲ့ရီတော့မှာဘာလို့ဆိုတော့တကဘာလုံးကငင်းငယ်လုပ်ငန်းစီကိုပဲတွားပြီးဘယ်ဘယ်တကဘာလုံးကဘယ်သူဘယ်သူမှစိတ်တိတ်တာမလို့လားဘူးဘယ်သူမှစိတ်တိတ်တာမလို့လားဘူးတကဘာလုံးက ရှိသမျှနိုင်ငံတွေအကုန်လုံးကလည်းအခုကတူတက်တက်တက်တူတက်တက်ခေတ်ကိုရောက်နေပြီအရင်ခေတ်ကတော့ရောက်နေပြီသူတို့နိုင်ငံစီးပွားတူတက်မှုလူမှုဖွံ့ဖြိုးတူတက်မှုတူတက်တက်တူတက်တဲ့နေရာကိုအလို့ရက်သွားနေကြတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံအတိုက်ပွဲတွေပဲဖြစ်နေတာတိုက်ပွဲတွေဖြစ်ပြီးအဲ့မှာပဲတန်တရာလေးတာငတ်တဲ့ပြက်တဲ့တန်တရာမှာပဲလဲနေတာငတ်တဲ့ပြက်တဲ့တန်တရာမှာပဲလဲနေတာအဲ့ဒီငတ်တဲ့တက်ငတ်တဲ့ငတ်တဲ့ပြက်တဲ့တန်တရာလေးအဲ့အာနာလူရဲ့တန်တရာလေးအဲ့တိုက်ပွဲတွေဖြစ်တဲ့တန်တရာလေးတကမှအလို့ဘလို့ဘလို့ဘလို့ကျွန်တော်ပြောတာပါလေ အဲတော်မီလောက်တော့ကြောင့်လကမောင်းခက်တေးရတခါဝင်ပြီးအခုရေးယူတာနော်အခုကျမရေးထားတယ်ကျမပြန်ကြည့်လိုက်မှာကျမနှင်းရေးထားတယ်ဩကျမတို့ထမင်းနတ်မှန်နိုင်ကြီပမှနေတဲ့လူတွေထမင်းနတ်မှန်တာကိုကိုယ့်ကိုယ်ကြီးပဲဆွတ်ဆက်ပြီးဩနေနဲ့တော်လိုင်းရေးတော်လိုင်းရေးတိုက်ချတက်ဆိုပြီးတော့နော် PDF ကိုပုံမှန်ပတ်စံပို့ပေးနေတယ်ထပြီးဩလို့မရဘူးနော် ပြည်ရင်းသားမှာတကယ်ဒုက္ခရောက်ပြီးစပေးချောင်းနေအခုဒီမှာအိမ်အိုးရင်ပျက်စီးသွားတဲ့လူတွေကိုသူကလာတတ်မှကြောက်ဝဒီသူကလာတတ်မှကြောက်ဝအဲ့လိုမရတဲ့လူတွေခမင်းမနှမတော့ဟုတ်ဟုတ်ပြည်သူခမင်းနှမမမှန်တော့ဘူးပြည်သူခမင်းနှမမှုမရှိတော့ဘူးအဲ့လိုတွေကိုကျမတို့ကဦးစားပေးပြီးတော့ကြည့်ရမယ်အဲ့လိုငိမ့်ညမ်းကြီးလုပ်ငန်းစဉ်ကိုပဲတော့ရလိမ့်မယ်ကျမပြောဘူးအဲ့ကျမတို့တက်ချင်လို့လက်တာကျမအသက်ခံမယ်လို့ပြောဘူးအဲ့ဒါကျမကျမဒါဒါကျမရဲ့ပြည်သူတို့ကျမပြောနေတာနော်ကျမပြည်သူတို့ကျမပြောနေတာနော်ပုံထောင်တိုင်းတန်တက်ကင်တိုင်းတော်လိုင်းရေးမဟုတ်ဘူး နော်ဘုံထောင်တနက်ကိုင်းတိုင်းတော်လိုင်းရေးမဟုတ်ဘူးနော်ပြည်သူပဲနင့်နာသွားတယ်ပြည်သူပဲနင့်နာသွားတယ်နော်အခုဒီဒီမိုကရေစီအခုဒီဒီအခုဒီရွေးကောက်ပွဲကိုမဲပေးမှကိုရမယ်နော်ဒီရွေးကောက်ပွဲပြီးမှကိုအဆင်ပြေမယ်ဒီရွေးကောက်ပွဲပြီးတော့မှပဲအဲ့ဒီဒီမိုကရေစီလမ်းကြောင်းပေါ်မှာအဲ့အရသာအစိုးရရသွားတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဒေါအောင်ဆန်းစုကြည်လည်းပြန်လွတ်လာနိုင်သလိုမျိုးနော်ဒေါအောင်စုကြည်လွတ်ဖို့တက်ဖို့ဘယ် UN ကိုတောင်းလို့မရဘူးဘယ်နိုင်ငံမှလိုက်အော်နေလို့လည်းမရဘူး နော်အဲ့တက်လာမဲ့အစိုးရရုပ်ောက်ဝက်ပြီးလို့တက်လာမဲ့ငါးနှစ်အစိုးရတက်တမ်းမှာဒေါ်သစုကြည်လွတ်နိုင်ခြင်းရှိသလိုမျိုးနော်ဘယ်လဲနော်မှာနိုင်ငံရေးအကျဉ်းသားတွေတကယ်တကယ်တော်တက်တဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသားတွေလွတ်မြောက်မယ်အဲ့တော့ကျွန်မတို့သိတယ်နော်တော့အပီပါနိုင်ငံရေးသမားတွေအခုမြောက်ပင်းနေပြီပြန်ဝင်မှာနော်အဲ့ကြိုင်ပြန်ဝင်မှာနော်ကျင်းစီပြန်ဝင်တော့မှာနော်အေးနော်အခုအမုန်းခံပြီးလုံနေတဲ့လောကကပ်ပြီးကြံနေကြမှာနော် အဲ့လောက်ကျွန်မပြောပြနေရနော်ကျွန်မပြောပြနေသိချာသိချာသိချာပြောပြနေရနော်ကိုကြီးပဲဟိုကိုထောက်ခံတဲ့ဘက်ကြီးပဲအမှန်ကြီးပဲလုပ်လို့မရဘူးကိုထောက်ခံတဲ့ဘက်ကြီးပဲကိုရွေးချယ်ပြီးတော့ဒါအမှန်ဒါအမှန်ဒါအမှန်လို့မရဘူးကိုဘက်တီပဲစဉ်းစားဖို့လိုတယ်နော်ဘယ်ဟာအမှန်လဲဘယ်ဟာမှားနေလဲဘယ်ဟာတော့ဖြစ်တယ်လဲ ဆိုတာနိုင်ငံရေးလုပ်တယ်ဆိုလို့ရှိရင်ဒါအကုန်လုံးကဇဝဲဝိုင်းမဆိုပြောကြတာပဲလေနိုင်ငံရေးဇဝဲဝိုင်းမဆိုတူတင်ကိုတင်ချနေကြတာပြောနေကြတာပဲအဲ့အဲ့လိုမျိုးလေးတော့စဉ်းစားဖို့လိုတယ်အခုကျွန်မမဲပေးခိုင်းရတာကြက်ခိုင်းရကိုမဲပေးခိုင်းရတာလည်းမဟုတ်ဘူးအခုအရွေးခံမဲ့ပါတီထဲမှာ88မျိုးဆက် generation မျိုးဆက်ပါတယ်နော်အဲ့ကိုလည်းမဲထည့်ပေးလို့ရတယ်ပြည်သူကနော် နော်ဒေါသတကိုင်ပါတီဆိုထားရတော့ကျွန်မသဘောမကျလို့ဒါမှဒါလေလူပုပ်ကိုကြီးရသူ့ကိုသဘောမကျတာမကျတာပဲဒီပါတီထဲမှာလေလူကောင်းတွေရှိရင်လည်းရှိနေမှာကျန်းခံရေးထဲမှာလေတချို့တော့ကလူကောင်းတွေပါရင်ပါနေမယ်ဦးသိန်းစိန်ဆိုလို့လုပ်လို့မလဲဒီကျွန်မဒီဖုံမိုးတို့တို့တို့ကသူကပဲလမ်းစခင်းသွားတာနော်ဦးသိန်းစိန်တခေတကယ်ကောင်းပါတယ်အဲ့လောက်သိပါတယ်ရှစ်ဆက်ရင်ချစ်ချင်းမျိုးဆက်တွေနော်ကြိုက်တဲ့လူကောင်းမေးကြည့်လိုက်ဦးသိန်းစိန်ကောင်းလားမကောင်းလားဦးသိန်းစိန်သွားတဲ့ဆက်ကောင်းလားမကောင်းလားမေးကြည့်လိုက်ရှစ်ဆက်ချင်းနိုင်ငံရေးသမားပြပနေပြီးတော့နိုင်ငံရေးဝင်သွားတာနဲတာမဟုတ်ဘူးတော့သူကြီးကျန်ပိတ်ပိတ်လိုက်နိုင်ငံရေးသမားတွေဝင်ဝင်ရအောင်ဆိုပြီးတော့ တေချာတဲ့လေးလာကြပါနော်နောက်ပြတ်လို့ရှိရင်အဲ့မှာပေပါဒီပါလေးမေ့ရင်နေပြီရေးတယ်ရှိစရှိရှိတယ်အဥက္ကုကြီးပါတယ်ရှိတယ်ဥက္ကုကြီးဆိုလို့ရှိရင် နော်အသေးခံအချုပ်သေးကြအနေပေါင်းများစွာပြန်ထွက်ပြန်လို့ဘာဖြစ်ဖြစ်နိုင်ငံရေးရေချိန်မှန်တဲ့တရားပြန်ကြည့်လို့ရှိရင်ဒီဒေါ်လာရင်းမှာသူမပါပြီပဲနိုင်ငံရေးရေချိန်မှန်မှန်လေအာသူအုံနောက်ကသိနေလို့ဒီဒေါ်လာရင်းရှုံးမယ်ဆိုတာသူပိုကြိုသိနေလို့ဘာသူတို့ရှိမှကြုံတွေ့ကြရကွာပြီဒေါ်သူဒီဖမ်းနေပြန်လွတ်တယ်ပြန်ယူရတယ်ပြန်သိမ်းတယ်အဲ့ဒါတွေကသူတို့ကရိုးနေပြီလေဥပုပ်ကိုကြီးတို့အုံနောက်တွေကရှော့အတွက်နဲ့ဥမြအေးတို့ဘယ်အပြင်မှာထွက်ပြီးဒေါ်လာနေရတွေ့တယ်မထွက်ဘူးအဲ့တော့နင်းတဲ့ဘာ တေချာလေ့လာဖို့လိုတယ်အဲ့ထက်မှာနိုင်ငံရေးသမားကြီးနိုင်ငံရေးအရေးမှန်းတဲ့လူနိုင်ငံရေးသမားတော်တော်များများရှိနေရတော့ညီမကြီးတဲ့မှာအခုလက်ရှိကိုရှိနေနေဆိုင်နေကြတာနော်အဲ့တော့ညီမတို့ကဘယ်လမ်းကိုရွေးချယ်မလဲဆိုတာကိုတေချာစဉ်းစားပါဒီတိုင်းပဲဟိုဘက်ကတိုက်လိုက်နော်ဟိုဘက်ကနေတိုက်လိုက်ဟိုဘက်ကဒီလေးကိုလိုက်ဒီဘက်ကသွားချလိုက်အဟိုဘက်ကတိုက်ရည်လေးကိုချက်ချက်ပါတယ်စနစ်နေပါလား15နေပါအနည်း20နေပါလားအနည်း40နေပါလားဟွန်း ကျမတို့ကျမတို့ဘဝနဲ့ကိုချင်းစာပြီးပြောနေတာကျမတို့ဘဝနဲ့ကိုချင်းစာပြီးပြောနေတာကျမအဖေနှစ်90တော်လန်ရေးသမားအဲ့ထဲမှာပါခဲ့လို့ကျမတို့ပြောနေတာ88မှာလဲစီးစီးမှာပါတယ်ကျမမိတွေကျမအမေအမကျမတို့အမလို့ခေါ်တဲ့အညာလိုမျိုးနော်စတိုက်စတိုက်စတိုက်ကျမတို့တွေနော်ကျမတို့ဘဝတွေပြက်ကျမတို့ဒုက္ခတွေခံခဲ့ရတော့ ပြောနေတာအခုကျမတို့လာဆဲမယ်ဆိုတော့ကြက်တဲ့လူလာဆဲကျမတို့လာဝေးမယ်ဆိုတော့ကြက်တဲ့လူဝေးမယ်အခုနိုင်ငံရဲ့လောက်တဲ့လူမှန်သမျှကိုကျမကောက်ပြီးတော့မေးလိုက်ပါနော်တခွန်းနဲ့ကျမကောက်မေးလိုက်ပါဘာမေးမှာလဲသိလားငါတို့လိုမျိုးတော်လိုင်းရဲ့နိုင်ငံရဲ့လောက်တဲ့မိသားစုဘသူချွေးနေတာမှမစားဘူးဘူးဘသူသွေးနဲ့ချွေးနဲ့ရင်းထားတဲ့ဟာမှမစားဘူးဘသူအလူကတောင်မှမစားဘူးငါတို့ထမင်းငါတို့ရှာထားတယ်အဲ့ဒါနဲ့ပဲကျမကောက်ပြီးပို့လိုက်မယ်နော်ပြောလိုက်ပါလာပြောရရင်လာရှင်းရင်လာရှင်းရရင်လာရှင်း နော်ဘသူ့မှာလည်းအနိုင်ကျင့်မိမိကိုယူဆတာဘသူ့တာသမီးကိုမှလည်းအသုံးချရင်မစားထားဘူးနော်ဘသူ့ပြည်သူဟာကိုလည်းလိန်စားထားညာစားထားဘူးဘသူ့ချွေးတာကဘသူ့အမှုကသားဖမ်းစားထားဘူးကျမတို့ကဗီဇာတို့တော်တယ်ရုပ်လည်းနိုင်ငံရေးလောက်လာတာအဲ့လောက်ကိုကျမစိန်ခေါ်ရဲရဲရဲလူကျမကိုလာပြောတကယ်လို့လာတက်လဲအခမ်းမဲ့အဲ့ပြောငင်းငင်းလေးလုပ်ငန်းတွေသွားလို့သွားရမယ်သွားလို့သွားရမယ်ကဘာကြီးကလည်းအတိမပြုမဲ့အကြလို့ရှိရင်နော်အာဆီယံကလည်းအတိမပြုမဲ့အကုန်လုံးအောင်ဖြစ်သွားတာစကားလေးကတော့ ခု live မှာနာမည်ကြီးနေတဲ့ဟောပေါ့နော် Academy နေတို့တော့ Academy မြင်းမြတ်တော့ Academy နေဝင်းတော့ Academy အကြမ်းမောင်တော့ Academy ချူးလီတော့ Academy မြင်းမြတ်မော Academy အောင်ခိုင်းငပြောကြအောင်တို့နိုင်ဝင်းတွက်လက် Super League မြင်းညိုဥက္ကာပြန်ချီရဲရဲရောပြောအောင်စင်ဖြိုးဆိုတဲ့အမှုပညာရှင်သမားတွေပေါ့နော်အမှုပညာရှင်သမားတွေကနေမှဒီမဲကိစ္စနဲ့ပတ်သက်ပြီးမှပါ ူတို့တွေအပြီလူလူထုကိုဒါမဲပေးဖို့အတွက်ပေါ့နော်မဲပေးဖို့မဲပေးမှဒါလေးအကြောင်းလဲတစ်ခုကိုကြောင်းလဲမှဖြစ်တယ်လို့မဲပေးမှဒါလေးပြီလူလူထုရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုကိုစစ်မှန်တဲ့ဒီမိုကရေစီအကြောင်းလဲတစ်ခုကိုရောက်လာမှဖြစ်တဲ့အကြောင်းကိုဒါပညာပေးစက္ကားလေးတွေကိုဒါရိုက်ကြတာပေါ့နော်ဒါလည်းမှန်ကန်တဲ့စကားပါဗျာဒါပညာပေးစက္ကားလေးဒါမတကယ်ကိုမှန်ကန်တဲ့စကားပါဘာလို့ပြောတာပြည်သူလူထုလဲဒါအကြိုက်တွေ့လိုက်မယ်လို့ဦးဇင်းတော်တော့တုံ့တက်မိပါတယ်။ဘာလို့လဲဆိုတော့ ပူပဲအရာခွက်ကတော့ပူလောင်းနေမှာပဲခွက်ခေါက်တွေပြေးပြေးတွေဝရိုင်းပြေးတွေအချက်ဖက်တွေကတော့ပူလောင်းနေမှာပဲဗျဘာဖြစ်လို့လဲဆိုတော့သူ့နေရာဘာလို့တချို့ဆိုလို့ရှိရင်ခိုးကြီးတွေတောင်ပါတယ်ဗျာနော်တကောင်မှမလွတ်စေရဘူးတဲ့ဒီလူတွေမြဲမှကိုသားသမီးတွေကိုကြောင်းကောင်းနေထားပြီတဲ့ဟုတ်လားနေစေမပြအကောင်းစားရည်တွေနဲ့တောက်ပြီးမှပျော်ပပြီးမှဗျမ်းမရာမူးကြောက်မှုအောင်နဲ့ပြောတယ်နော်ဟုတ်လားအဲ့တော့ပြောချင်တယ်သောသောကသောသောအကယ်ဒမီတွေပေါ့နော်ဒီချူးလေးတွေကောဟိုနော်မိမိမို့လို့ ဒီအော်ရဂျန်တို့နေတို့တို့လို့ပြောတော့ခေါလုံးပြောချင်တယ်မြင်းမြတ်တို့ဟောနေဝင်းတို့ဘာပြောချင်တာလဲဆိုတော့စင်မောလူကခွင့်မကြောက်စင်မောတို့ကခွင့်မကြောက်ခဏတော့စင်မောကခဏတော့စင်မောကအဲ့ခဏတော့စင်မောဖြစ်တဲ့အတွက်ကြောင့်ခွေးကြောက်စရာအကြောင်းမရှိဘူးခွေးဟောင်းတဲ့ခွေးဆိုတာစင်မောလူအောက်ကခွေးရဟောင်းလဲကြိုက်လို့မရပါအောက်ကပဲဟောင်းယုံမဲ့တက်တက်ပဲနော်အဲ့တော့အာယုံသိပြီမှကျွန်တော်ပုံစံနေရာလဲသူတို့ဂူးဆိုင်စရာလဲအကြောင်းမရှိတယ်လို့ဂူးမဆိုင်နဲ့နော်သူတို့ပြေပပဲဟောင်းတာနော် မလုပ်မယ်ညာလုပ်မယ်ဆိုတာပြည်ပကိုတို့တို့မလာဒီပြည်တွင်းကိုတို့တို့မလာခဲ့လို့ပြည်တွင်းမှာလေးလာဒီပြည်တွင်းမှာတို့တို့တိလို့ရှိရင်တို့တို့တိလိုက်မယ်နော်တိလိုက်မယ်ပြည်တွင်းမှာဒါ PDF တွေနေစင်နေမြအလေးဝင်တဲ့ PDF တွေနေစင်နေမြအမြင်မှန်ရတာလေ PDF တွေကိုကျန်ဦးစင်ပြောခဲ့တယ်ဗမာ PDF တွေထိုးကျွေးခံရမယ်အချိန်တိုင်းမင်းတို့ကရင်ပြည်နယ်လည်းမင်းတို့စောင့်ကန်လွတ်လိုက်ပါအာမင်းတို့ဘယ်လောက်ဆိုတော့ပြောမနေနဲ့ဟုတ်လားအလားတွေဦးစင်ကပြောခဲ့တယ်ပြောခဲ့တယ်ပြောခဲ့တဲ့အတိုင်းပဲအခုဖြစ်တာပဲ ဒါရခိုင်ဆိုတော့ပြောမနေနဲ့ရခိုင်ဆိုတာတယောက်ထဲနေနေသူတို့သူတို့အုပ်စုမဲ့များလာပြီဆိုတိရတိုင်ပဲတယောက်ထဲနေနေဒူးနေပေးမလားပေါင်နေပေးရမလားဆိုတဲ့ဟာမျိုးရခိုင်ဆိုတဲ့နော်အကုန်လုံးတော့မဆိုးလို့ပါဘူးဒါဥစ္စာ60ရာခိုင်နှုန်းဟာဟုတ်လားပြောတာပါနော်60ရာခိုင်တချို့ဒါတိုင်းနာစေလုံးညီညွတ်မှုကိုတကယ်လိုလားတဲ့ရခိုင်နေအများကြီးရှိတယ်ဒေါက်တာအေးမောင်တို့ဟုတ်လားဒကမစောပြာသာလားစောမြားဆိုလားဒီတော်တော်များများပေါ့အများကြီးရှိပါတယ်ရခိုင်နေဟုတ်လားဟိုမင်းမင်းသားလဲဆိုနေတိုးတို့ဟုတ်လား အများကြီးရှိတယ်အများကြီးရှိနေတယ်လင်းတော်တော်ပဲများတယ်သူတို့တွေဟုတ်လား ACC ရာနေဝါရဒင်းကြမ်းမှုပဲသူတို့တွေဥတီချက်မြန်မာပြည်ကြီးရင်းကြမှုအေးကြမှုတော့သူတို့ဥတီချက်ဟုတ်လားနေတို့တို့ဆိုတဲ့ဒီထဲမှာအဓိကဇတ်ဆောင်နေရာကနေပါကြတာပဲမြင်းမြတ်တို့နော်အများကြီးပါကြပါတယ်ဗျာနော်အဲ့တော့ပြည်သူလူထုကပြည်သူလူထုမျက်နာကိုမှမထောက်ဆိုတဲ့စကားလုံးလေးကိုပြောချင်တယ်ပြည်သူလူထုမျက်နာကိုမထောက်ဆိုတဲ့စကားလုံးလေးကို ဟုတ်ပြီအခုဟာကိုပညာပေးဇာလန်ကိုပြည်သူလူထုကမကြိုက်လို့လားပြည်သူလူထုကမထောက်ခံလို့လားဒါကိုပြောချင်တယ်ဒါကိုပြောချင်တယ်ဒီအဲ့မိဘဟာတွေတချို့အောနေတဲ့ဟာတွေသောက်ခေါက်တွေရောင်းစားတွေပြည်ပြီးတွေတဘူတဲ့ဓမ္မနွားတွေတဘူတဲ့ဓမ္မတဘူတဲ့ဆိုတော့နွားကဘယ်လိုမှတဘူတဲ့ပါလားမလို့လေအဲ့ဒိုနေတူသွားပဲနော်ဘယ်သူကမထောက်ခံတာလဲပြည်သူကမထောက်ခံတာလဲ အားရှိမင်းတို့ပြည်သူပြည်သူဆိုတဲ့စကားကိုမပြောနဲ့ပြည်သူဆိုတဲ့စကားကိုမပြောနဲ့ပြည်သူတွေရဲ့မင်းတို့ပေးတဲ့နှိမ့်ဆက်တဲ့ဒဏ်တွေမင်းတို့ပေးတဲ့လိန်လိန်ညာမှုတွေဒဏ်တွေကိုအလူလက်ခံပြည်သူလူထုတွေလည်းနောင်လာရနေထိုင်းနိုင်ငံမှာရှိတဲ့ပြည်သူလူထုလည်းထိုနည်းတူသွားပဲအကြီးကျယ်နောင်လာရတယ်အရင်လိုခွက်ခောက်ရတာမင်းတို့ထိုင်းနိုင်ငံမှာမင်းတို့နေရာတိုင်းမှာကွာတချို့ဆိုရင်လမ်းပေးတွေမှာခွက်ခောက်တယ်အားတရားတွေမှာလမ်းခောက်တယ်ခွက်ခောက်တယ်အားဘုလူစင်နာတွေရှိမှာမင်းတို့ခွက်ခောက်တယ် အခုငကောကလို့အဲ့လိုခေါရဲသေးရလားငကောကခေါတယ်လို့ပြည်သူလူကစိတ်ပါတယ်မင်းတို့ထဲရောထဲသေးရလားဟောဒီလိုနိုင်ငံမျိုးမှာဆိုအမေရိကန်လိုနိုင်ငံမျိုးမှာတို့ခွဲခေါကြတာအများကြီးပဲကွာရှူမကောင်းမြင်မကောင်းအဲ့လိုရောငကောကလို့ခွဲခေါကြသေးရလားမင်းတို့ကတော့လည်းအဆင်ပြေပါတယ်ခွဲခေါလို့လည်းအတုခါလို့လည်းအဆင်ပြေသွားပြီကျောင်းနဲ့တယောက်ဇက်တိုက်ပြီးမှအကြောင်းမရှိအကြောင်းရှာရဖြစ်ပြီးငါရင်ထွက်မယ်နေရင်ထွက်မယ်နေရင်ငါ့ကိုတည်တနာရှာငါနေကိုတည်တနာရှာပြီးမှ ဇက်တိုက်ပြီးရိုက်ဖိတ်ပြီးတော့လည်းရှောက်တလို့ပြောက်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 ထွက်တော်တော်ကြာပေါ့နော်အာတချို့ကလည်းတော့လင်းလင်းတို့တို့တမီလေးနှစ်ယောက်ရဲ့ရှေးအတွက်ကြောင့်တမီလေးမျက်နှာကိုထောင်းအောင်မမို့ကြောင်းဟုတ်လားတမီလေးတွေကိုကြောင်းကောင်းစားရတာအာတချို့တားလူမြတ်သားတမီတွေကြတော့အညာဒေတာမှာရှိတယ်ပြည်တွင်းမှာရှိတယ်လူမြတ်သားတမီကြတော့ကြောင်းမတက်နဲ့ဆရာနာရှင်ကြောင်းတက်တာကြောင်းမတက်နဲ့ဘာအတွက်ညာတက်ဟုတ်လားဟိုအိန္ဒာကျော်စင်တို့ PTU တို့ဟုတ်လားအများကြီးရှိတယ်ထောက်ပြရမယ်တွေ့အများကြီးပဲ အာလူမြတ်သားတမိကြတော့ကြောင်းမတန်တဲ့စီရီယံလောက်ပါလူတို့ကြတော့ဟုတ်လားရှိုးပွဲတွေပါဝဲတွေဟုတ်လားအမခွေးခွေးလို့ဟုတ်လားဟိုတလောတွေ့တယ်ခွေးခွေးလို့အောင်လားလို့ဟုတ်လားအာလူတို့ယုံရတဲ့အထဲမှာပါအောင်လူလည်းဟုတ်လားခွေးခွေးလို့အောင်လားလို့ဆိုလည်းဟုတ်လားဟိုလင်းစိတ်မှာတို့တော့စီမြတ်သားခွေးခွေးဩခွေးခွေးလားဩခွေးခွေးအာငါကတော့ခွေးခွေးခါချောချောပဲကွာတော့အခုကျကလေးအမေကတော့ဟုတ်လားကလေးအမေကတော့ချုံးမယ်လို့ဟုတ်လားလေလေမောကတွေ့ပါတယ်ခွေးခွေးလို့ဟုတ်လားတွေ့တဲ့အခါမှာတော့တုံးတက်ပြီးအောင်လားလို့ အောင်လာဟိုတလောတနေ့ကတချင်းဆိုနေတေသွားတဲ့ဆိုတော့ဟုတ်လားကြားလည်းမကြားဘူးပါဘူးဒါနဲ့သူတို့ဂေါ်ဇီလာမှာအောင်လာတို့အခွဲနဲ့လာဆိုတော့ဦးစင်ကလေးနဲ့တက်လာတက်တယ်တချင်းအကြောင်းရင်းဟာသူတို့တော်လိုင်းရီမွေတို့အခွဲတွေတေတဲ့အကြောင်းသူတို့ဝမ်းလဲတဲ့ခိမ့်မှန်နေတဲ့အဲ့ဂေါ်ဇီလာဒီဦးစင်တို့လမ်းမကြီးပေါ်မှာရှိတယ်ဘိုးဘူးကြီးနေတဲ့ဟိုဘက်လမ်းမဟုတ်လားအဲ့မဲ့ဂေါ်ဇီလာရှိတယ်ရှင်ပြည်သာဟိုတယ်နားလေးမှာရှိတယ်ဂေါ်ဇီလာဆိုင်ကြီးကြီးပဲနော် ဘိုင်ရက်ကိုစားနေအောင်လားမသိဘူးအဲ့မှာဦးဇင်းတို့ရှိတယ်ရှိတော့အဲ့ဘက်မှာ IMB ဆိုပြီးသူတို့တွေ PDU တူကိုပေါ့ဗျာအဲ့စစ်စစ်ဆိုတော့နားထောင်နေလာတဲ့အတူတွေကိုသိုံပြီးမအော်ခိုင်းတာပေါ့အော်ခိုင်းတာပေါ့ရင်မွင်းတို့ဝမ်းနေတဲ့ထိုင်နေတာဘာညာကြီးกว่าပေါ့ဗျာအဲ့ချိန်မှာမြင်းကြဲမယူမွင်းတို့လည်းလာခဲ့တယ်ဟာဦးဇင်းတပည့်ရဲ့လာခဲ့တော့အဲ့မှာသွားကြည့်တဲ့အခါမှာထားနဲ့ရိုက်ခါကြမှာသူတို့ကလေးတွေသူတို့တူတွေတေထားတာပဲလीဗျာဟုတ်လားသူတို့လည်းဒါကိုပြီးလို့အေးချိုင်းနဲ့ပြောဝဲရှုံဝဲလာတဲ့ ပြောပါရွှေရွှေလာလှုပ်ချင်တဲ့သူတွေကိုဒါနိုင်ငံရေးအရေးတွန်းလိုက်တာပေါ့နော်အဲ့မှာဥထရိုက်တော့မဲ့ခါကြမှာဖအပေါ်စင်မော်တက်ခါကြမှာကြောင်အလန်နဲ့လှုပ်လေးချီပြီးမှမပါတယ်ဘာညာတောက်မှန်တဲ့အနေထားတစ်ခုပြန်ဖြစ်သွားတာနော်အဆိုင်နေလဲခင်ဗျားတို့နောက်ကကျွန်တော်တို့မတိပါဘူးပုံစံမျိုးမလုပ်နဲ့ခင်ဗျားတို့အဲ့အမှုပညာသမားကြီးလာပြီးဆိုပြီးဆိုကြတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ခြင်းတွေဟိုဟာနဲ့ပတ်သက်တာတွေမလုပ်ဘူးခင်ဗျားတို့ကြိုးပြောထားရမှာနော်ကြိုးပြောဖြစ်ပြီဆိုရင်တော့ဒါနှစ်ဖက်ဗျာထောက်ခံတဲ့လူတက်မဲ့ထောက်ခံတဲ့လူရှိတယ်ဟိုဟာထောက်ခံတဲ့လူရှိတယ်ဒါဝိုင်းနဲ့နှစ်ဖက်နှစ်ဖက်ကြည့်ရမယ် ကြီးသွားမယ်နောက်ရမှာအာမခံမရဖြစ်သွားမယ်ကြလားဒါလည်းဒါဆိုင်ကြီးတွေတော်တော်များများပြောထားတာပါအဲ့မှာစာချုပ်ကလေးကပိုင်ပိုင်လေးနဲ့စာချုပ်ထားကြနော်ကျွန်တော်တို့တော့ပိဋကကိုဖြောမြူတတ်တတ်ပါအမှုပညာဆိုအမှုပညာအလုပ်ပဲအမှုတချင်းပဲဆိုသွားပါနိုင်ငံရေးနဲ့ပတ်သက်တာလေကျွန်တော်တို့ဒီဖြောမြူဘက်မှာမပြောပါနဲ့ဆိုတာခင်ဗျားတို့အစိုးရကခင်ဗျားတို့ပြောထားမှာကြလားအာပြောပြီးဖြစ်ပြီဆိုမှတပည့်တော်တို့မတိလို့ပါဗျာလိုင်းမော်တော့မတင်လိုက်ပါနဲ့ဗျာတပည့်တော်တို့တကယ်ဒါဟာချုပ်မထားလို့ပါဗျာဆိုတဲ့ဇာတ်ကားတွေအပူတွေလာမပြောနဲ့နော် ခင်ဗျားတို့စိုင်းတော်တော်များများတွေလည်းလူကြီးအိပ်ပိုင်တာဆိုတာသိရအဲ့တော့ဘယ်လူကြီးပိုင်ပိုင်ဒုတို့ကလေးတွေလည်းစစ်ပွဲမှာတည်ခဲ့တာတွေအများကြီးသူတို့လူတွေမှာတည်တာမဟုတ်ဘူးเนาะအစင်မောမှာအေးစစ်စစ်နားထောင်လာတဲ့တူတွေဟိုမှာဘာမဲဟိုစီယုံနဲ့လို့လို့ဘာလို့လို့နိုင်ငံပုံစံမမလုပ်နဲ့နောက်တစ်ခါဆိုတော့ခင်ဗျားဒုတို့ကလည်းဟိုဒုတို့ဘယ်တွေကလည်းခွင့်လွှတ်မှာမဟုတ်ဘူးဟုတ်လားခွင့်လွှတ်မှာမဟုတ်ဘူးเนาะအနုပညာရမှာအနုပညာရပါတချင်းလာဆိုတချင်းဆိုပြီးပြောဝဲရှင်ပီတူဆိုလုပ်ပြီးမှပတ်စာယူပြီးပြန်ပေါ့ဗျာဒါပဲဟုတ်လား ဒါလေးလည်းဥစဉ်ကဒါကတော့ကြားပြပြောရင်းဖြစ်ပါတယ်အဲ့တော့စောစောကပြောတဲ့ academy ဒီမားတွေပေါ့နော်အဲ့မှာစောစောကပြောတဲ့ NATO တို့မြင်းမြတ်တို့အော်ရီဂျန်တို့ဂျူးလီတို့မြင်းမြို့မိုးတို့ဂုံကပြောကျော်တို့တော်တော်များများပေါ့ဗျာစုစူပါလေးတို့တွက်လေတို့တော်တော်များများဥစဉ်ပြောချင်တာကတော့စင်မောကတို့ကခွေးမကြောက်နော်အဲ့ခွေးကြောက်စရာအကြောင်းမရှိလို့ဟောင်းယုံမဲ့ဟောင်းတာပါနော်လူတို့တွေဘာလို့မဲညာလို့မဲတယောက်မှမလွတ်စေအောင်လူတို့တွေပြည်သူမြင်တာမလား သူတို့ပြည်သူကလည်းထောက်ခံတယ်ဆိုခင်ဗျားတို့ထင်းနေလားငကွားလိုပြည်သူလူထုကလည်းမထောက်ပြည်သူလူထုကလည်းမအားတော့ပါဘူးဗျာနော်သူတို့ကပြောတော့တာအနာရှင်ကိုမကြိုက်ဘူးစစ်တပ်အုပ်ချုပ်တာကိုမကြိုက်ဘူးလို့ပြောတာကအမှန်သူတို့ကကြိုက်တယ်ဗျာစစ်တပ်အနာရှင်အနာအမြဲတမ်းတီချုပ်အနာကြီးထိန်းတာကနေတိတ်သွားမှသူတို့ကရမ်းလို့လားဒါမှသူတို့ခွက်ခေါက်လို့အစဉ်ပြေးမှလေဒါမှဆယ်စုနှစ်တခုကိုသူတို့ခွက်ခေါက်လို့ရမှာစစ်တပ်ကအခုရွေးကောက်ပွဲဥဆောင်ပြီးလုပ်ပေးတယ်ရွေးကောက်ပွဲအောင်မြင်မြင်လုပ်ပေးမှအောင်မြင်သွားမှသူတို့တေလောက်အောင်ကြောက်တယ် အဲ့တော့အောင်မြင်သွားအောင်လဲအောင်မြင်ပါအောင်မြင်သွားပြီဆိုတော့တို့တို့ကခွက်ခေါက်လို့မရတော့တောက်စားလို့မရတော့ဘူး။ဒါကြောင့်မလို့တို့တို့ကမရရတဲ့အနည်းနဲ့ရွေးကောက်ပွဲကိုဖျက်တယ်။ရွေးကောက်ပွဲကိုအားပေးတယ်ပြည်သူလူထုကိုငြိမ်းချမ်းဖို့တို့တို့မလိုလားဘူးဆိုတော့လေဒါသိစေချင်တယ်ပဲနော်။ခင်ဗျားတို့ရဲ့စိတ်ဓာတ်ကိုတော့တစ်ချိန်ကလမ်းမအောင်ထုတ်ခဲ့ပြီးဘာပဲလုပ်ခဲ့လုပ်ခဲ့ပါခင်ဗျားတို့ရဲ့စိတ်ဓာတ်ကိုတော့ဥစေရတော့တကယ်ပဲလေးစားပါတယ်။ဥစေလို့ပဲပြည်သူလူထုကလည်းခင်ဗျားတို့ရဲ့ဒီရွေးကောက်ပွဲမှာမဲပေးရမယ်ဆိုတဲ့ပညာရေးဆရာလေးရိုက်ဝါရတယ်လေ။ ပြည်သူလူထုကလည်းကြိုက်မယ်ပြည်သူလူထုကိုစားပြည်သူလူထုအားလုံးကလည်းလက်ခံမှာပါဗျအားလုံးလာပါပဲဗျ